ဆယ်ရက်နေဆိုလို့ရှိရင်ဒါဆာဦးတို့ဒီချင်းလုံးအာဂဒာနီးအနေနဲ့ပထမဦးဆုံးနိုင်ငံအတွက်ရွှေတစိပ်ကိုရယူပေးရမယ့် event ပေါ့နော်အဲ့ခါကျပို့ပြီးတော့ကိုရီမှာလည်းတာဝန်ကြီးတယ်နောက်ပြီးတော့ဒီမှာနိုင်ငံအတွက်လည်းပထမဦးဆုံးရွှေတစိပ်ကိုရယူပေးရမှာမို့လို့လေကိုအာဂဒာနီးကိုလည်းဂုဏ်ယူတယ်ကိုကိုကိုလည်းဂုဏ်ယူတယ်ပေါ့ကိုနိုင်ငံရဲ့ကိုပိုင်အာဂဒာနီးလည်းဖြစ်တယ်ပေါ့နော်ကိုပိုင်အာဂဒာနီးဖြစ်တဲ့အတွက်ဘလို့နီးနဲ့မှသူများနိုင်ငံကိုတော့ဟိုအနိုင်ပေးလို့တော့မရဘူးပေါ့နော်ဆာဦးတို့ဒီ ညီမအသင်းကြောယောက်ျားလေးသင်းရောမိန်းကလေးသင်းရောအကျိုးသားပန်းသားနဲ့ရွှေတစိခက်ကစားပြီးရွှေတစိရယူခဲ့မှာမို့လို့ဒီမှာဒီနိုင်ငံကနေပြီးတော့လည်းစောင့်ကြည့်တဲ့ပြည်သက်တွေလည်းအပေးပါဗောနော်ဆောင်းရမင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ပါကက်အကြိုင်နဲ့တွင်းပြီးတော့ဆောင်းတော့ရောက်လာခဲ့ပြီဟုတ်ပါဖိုင်နယ်ပဲပေါ့နော်ရောက်ပါပြီဒီနေ့မိုင်းဒေးမှာပြင်ရဲလို့ရေးတာလေးဟမ်ဒီနေ့ကဒီနေ့ကတော့မိုင်းဒေးမှာရဲလို့တာမရေးတော့ဘူးထိုင်းနိုင်ငံကိုစတင်ထွက်ခွာမယ်အကြောင်းမလေးရေးထားပါတယ်ဟုတ်ကဲ့ပါ ပြီးတော့ဒါအကြံကြီးဒါကျူစာပြည့်နေတာပြီးတော့နောက်ဆုံးရေဒီဖြစ်နေပြီပေါ့ဟုတ်ကဲ့ပါအခုသွားလဲသွားရမယ်ဆိုတော့ဘယ်လောက်ထိယုံကြည်မှုရှိနေပြီအဲယုံကြည်မှုကတော့100%အပြည့်ရှိပါတယ်ဟုတ်ကဲ့ဒါစီကေရောဒါဘယ်နှကြိမ်ရောက်ပြီ အဲဆာဝတ်ဒီဟာစီးကင်းရတာနဲ့ဆို၃ချိန်မြောက်ပါဟုတ်ဟိုက2013မြန်မာနိုင်ငံအင်ရှင်စီးကင်းရ2023ကမ္ဘောဒီးယားစီးကင်းရအခု2025ထိုင်းနိုင်ငံစီးကင်းပါဟုတ်ဆောက်တာအခုရွှေဘယ်နှခုပြီးသွားလဲအဲဟုတ်ဒီဒီနေ့စီးကင်းမှာရွှေရမယ်ဆိုဆာဝတ်ရွှေ၅ခုရှိပါပြီနိုင်ငံကိုစားပြီးဒီနေ့ကတော့တော်တော်ခက်မယ်လို့ကြားရပါတော့ဟုတ်ခက်မယ်ကြားရတိုင်းရသူအားတာရဟုတ်ဟုတ်ကဲ့ဟုတ်တော်လေးလေးပြောပြပါဟုတ်ဟုတ်တယ်ဟိုဆာဝတ်တို့ဒီ ခြေလုံးအကားသားနေတယ် event နေအများကြီးရှိတဲ့ထဲမှာပေါ့နော်ဒီထိုင်းနိုင်ငံကသူတို့ဒီထဲမှာသူတို့နည်းနည်းအားသာရတဲ့အားသာရတဲ့ဟောပေါ့နော်အကားသားနေဟိုပေါ့ event ဟိုပေါ့ရွေးချယ်ပြီးတော့မှ event တစ်မျိုးတည်းထည့်ထားတာပေါ့နော်ထည့်ထားတာဆိုတော့ဇာဦးတို့ဟိုနည်းနည်းတော့ပို့ပြီးတော့ give ဆက်ရတာပေါ့ event ကလည်းတစ်ခုတည်းပေါ့နော် ကြာရောမရောအဲကြားလဲတခုမှလဲတခုဆိုတော့အဲထိုင်းရလဲသူအားသာတဲ့ဟာကိုထည့်ထားတဲ့အတွက်စာအုပ်ကအရင်နှစ်တရားအထက်ကိုပို့ပြီးတော့ ်ခရူးဆိုင်ရမယ်ပေါ့နော်စူးစမ်းပန်းစားလဲခတ်ရမှာပါဟုတ်တော်လို့လုံးဝမရဘူးအလုံးဝမရဘူးသူတို့ကဘာလို့လဲဆိုတော့ဆရာတို့ကဟိုချေးချေးချင်းရှင်ပြီးတော့ကစားရတယ်ဆိုရင်မကြောက်ရပေမဲ့အဲ့လိုကြံတဲ့အကြောင်းကြောင်းလေးတွေကတော့ရှိတယ်ပေါ့နော်သူတို့ရဲ့ဟိုဘယ်လိုပြောမလဲသူတို့ Asian လည်းဖြစ်တော့じゃအတ္တကြက်ကသူတို့စီမှာရှိတော့ခါကြတော့ပေါ့နော်တခြားဟိုပြောရမယ်ဆိုလို့ရှိရင်ဟို အကဒါနီတိုင်းမှာလူမျိုးဒိုင်ရဲ့အဆုံးဖြတ်ကရေးကြီးတာကိုအဲအဲ့လိုခန်းကန်တာလေးတွေနဲ့အဲတခုခုသူတို့ဘက်ကလှုပ်လာတယ်ဆိုရင်တော့အဲ့လိုမိုးတွေကိုစာဦးတို့ရရှောင်ရှားပြီးတော့ကစားရမှာဆိုတော့အဲရင်းနှစ်တွေကထပ်တော့ပို့ပြီးတော့ တာဝန်ကြီးတာပေါ့ဟုတ်ဟုတ်ကဲ့အပေးပါအောင်နော်ဟိုပါစာအုပ်တော့တော့ဘယ်လိုပဲဖြစ်ဖြစ်ရွှေပဲရယူမှာပါဘာလို့လဲဆိုတော့ဒါကိုယ်နိုင်ငံရဲ့ကိုယ်ပိုင်အကစားနည်းလည်းဖြစ်တယ်ပေါ့နော်ကိုယ်ပိုင်အကစားနည်းဖြစ်တဲ့အတွက်ဘယ်လိုနည်းနဲ့မှသူများနိုင်ငံကိုတော့ဟိုအနိုင်ပေးလို့တော့မရဘူးပေါ့နော်စာအုပ်တို့ဒီမြန်မာအသင်းကြောရောယောက်ျားလေးသင်းရောမိန်းကလေးသင်းရောအကျိုးစားပန်းသားနဲ့ရွှေတစိခက်ကစားပြီးရွှေတစိရယူခဲ့မှာမို့လို့ဒီမှာဒီနိုင်ငံနေပြီးတော့လဲစောင့်ကြည့်တဲ့ပရိသတ်တွေလဲအပေးပါပေါ့နော်နောက်ပြီးတော့ဟိုတကယ်လို့ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မြန်မာလူမျိုးတွေလည်းပေါ့နော်စာဦးတို့ကပြိုင်ပွဲက6ရက်နေ့ကိုအုပ်စုပွဲကစားမယ်10ရက်နေ့ကတော့ final ပေါ့နော်မနက်ပိုင်းကို final ပွဲခက်ကစားပြီးတော့ညနေပိုင်းမှာစုပေးပွဲလုပ်မှာဆိုတော့အဲ့ဒီရက်လေးမှာတကယ်လို့အပေးခြင်းနဲ့ဆိုလို့ရှင်လာပြီးတော့အပေးခြင်းပါအောင်ခေါ်ဒီစာဦးတို့ကဒီ10ရက်နေ့ဆိုလို့ရှင်ဒါစာဦးတို့ဒီချင်းလုံးအကသာနီးအနေနဲ့ပထမဦးဆုံးနိုင်ငံအတွက်ရွှေတစိမ့်ကိုရယူပေးရမယ် event ပေါ့နော်အဲ့ခါကျပို့ပြီးတော့ကိုယ်တွေမှာလည်းတာဝန်ကြီးတယ်နောက်ပြီးတော့မြန်မာနိုင်ငံအတွက်လည်းပထမဦးဆုံးရွှေတစိမ့်ကို ်ရယူပေးရမှာမို့လို့လဲကိုအာဂဒနီကိုလည်းဂုံယူတယ်ကိုကိုကိုလည်းဂုံယူတယ်ပေါ့နော်အဲအကြောင်မို့လို့စာဦးတို့ကတော့အတိမ်းဆောင်မဖြစ်အောင်လို့စူးစမ်းပန်းစမ်းနဲ့ခက်ကစားပေးမှာပါဟုတ်ကျေးဇူးပါကျေးဇူးတင်ပါတယ်